အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ကုသူရပါအဲဒီဒီပြောပြခြင်းလေအကြောင်းအရာကတော့အတအမကန်မှာအကျုံးဝင်တဲ့ချက်တည်တဲ့ချက်ဖြစ်တဲ့ယာစုမှုကျူးလွန်ရင်ယာစုမှုကျူးလွန်ခြင်းဆိုတဲ့အပိုင်းမှာကိုဒီယာစုမှုကိုဖောက်ဖျက်တဲ့အပြုမှုတစ်ခုခုပေါ့ဥပမာအပြားတိုက်တယ်သို့မဟုတ်ကပိုင်းလိုက်တယ်သို့မဟုတ်အုပ်စုဖွဲ့ပြီးလူရက်တာမျိုးအဲ့လိုမျိုးတွေဖြစ်တဲ့အချိန်မှာအောက်က ခံရတဲ့သူကပြန်ခုခံလိုပဲဖြစ်ဖြစ်ရဲတာဖမ်းလို့ရဲရနေပြောမှာကိုပစ်လိုက်တယ်ထိသွားတယ်အဲ့လိုရာဇဝမှုကြောင့်ဖြစ်တဲ့နောက်ဆက်တွဲဆိုရင်တော့အကျုံးမဝင်ပါဘူးခင်ဗျာပြီးရင်ကိုကနေပြောမှာရာဇဝမှုကျူးလွန်နေခုခံတာလည်းမဟုတ်ဘူးပြီးတော့မှတည်တံ့ချမှတ်ခံရအဲ့လိုတည်တံ့ချမှတ်ခံနိုင်ရင်တော့ချတဲ့တည်တံ့အကြောင်းဆိုရင်လေအာမခံအကျုံးမဝင်ပါဘူးခင်ဗျာ ညှောက်ပေးခြင်းဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်